အဘယ်မြလောက်ဖြင့်ယဟန်တပါးဟာဉာဏ်မြင်စင်ကြယ်သွားနိုင်မလဲတဲ့ဒတ်တဏသူဝိတုဒ္ဓံဉာဏ်မြင်စင်ကြယ်တယ်ဆိုတာယာနှုံးမြင့်စင်ကြယ်သွားတာကယဟန်တာဖြစ်မှဉာဏ်မြင်ကစင်ကြယ်တာဟုတ်လားအဲ့တော့ဆိုလိုတာကဘလောက်ထိလုံမှဘလောက်ထိတိမှတရားတို့တရားမြတ်ကို ရနိုင်မလဲဉာဏ်မြင်စင်ကြယ်နိုင်မလဲလို့သူကမေးတာမေးတဲ့အခါကျတော့ပထမယဟန်တပါးကဘလို့ဖြေလဲဆိုတော့ ယတောခောအာဟုသောဘိက္ခုစန္ဒံဖတ်တာယတနာနာတမှုရိယံစာအဋ္ဌင်ကမေစာယထာဘုဒ္ဓံစာနာတိအရှင်နဲ့ဒီသာသနာမှာယဟန်တပါးဟာစန္ဒံဖတ်တာယတနာနာပိဋိမှုတို့ရဲ့တီယာ6ပါးသော အာယတနာတရားတို့ရဲ့တမှုရိယံစာအဋ္ဌင်ကမေစာဖြစ်ပေါ်လာတဲ့သဘာဝချုပ်ပြောက်သွားတဲ့သဘာဝတွေကိုယထာဘုဒ္ဓံစာနာတိဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းသူဟာမြင်နေတဲ့ ဣဒဝဒခောအာဟုသောဘိက္ခုနောဒသနံသူဣသုဒ္ဓံဟောတိအဲ့ဒီမျှလောက်ဖြင့်အဲ့ဒါလောက်အတိုင်းတာနဲ့အဲ့ဒီယဟဟာဉာဏ်မြင်စင်ကြယ်သွားနိုင်နေတဲ့အတူယုတ်ကလေးဖြေတာနော်ဒီသာသနာမှာယဟန်တပါးဟာတွိဋ္ဌိမှုတို့ရဲ့တီယာ6ပါးသောအာယရဏတွိဋ္ဌိမှုတို့ရဲ့တီယာဆိုတာမျက်စိနာနာလျှာကိုရှိတ်ကိုပြောတာနော်ဒီအတွင်းအာယရဏ6ပါးရဲ့ပုံမှာ သမုဒိယစာအဋ္ဌင်္ဂမေစာယထာဘုဒ္ဓံမဇာနာတိသူတို့ဘလို့ဖြစ်ပေါ်လာတယ်ဆိုတာကို तू သိတယ်ဒါတွေဘလို့ချုပ်ပြောက်သွားတယ်ဆိုတာကို तू သိတယ်ဖြစ်ချင်းပြက်ချင်းကို तू ကောင်းကောင်းနားလေတယ်သိတယ်မြင်တယ်အဲ့လိုသိမယ်မြင်မယ်ဆိုရင်အဲ့ဒီရဟဟာဉာဏ်မြင်စင်ကြယ်သွားလိမ့်မယ်တဲ့ယောဂီတို့တရားမှတ်တဲ့အခါမှာမြင်ရင်လည်းသတိထားလိုက်တယ်ကြားရင်လည်းသတိထားလိုက်တယ်စားတဲ့တောက်တဲ့အခါမှာလည်းသတိထားမယ်အထူးသဖြင့် ဖုရဘာယုံတို့ဖြင့်တွေးထိတာကိုနော်ကာယပတာဒါဆိုတဲ့ကိုအကြည်ထက်နဲ့ဖုရဘာယုံနဲ့တွေ့တဲ့အခါမှာဘုဘုံတို့ထိတာကိုတိတယ်ဆိုတဲ့သဘာဝဖြစ်မလားဘူးလားဖြစ်လာတယ်။အဲ့ဒါကိုဦးစားပေးပြီးတော့ယောဂီတို့ရှုမှတ်ကြရနော်။အဲ့ဒါဒီအာယတန၆ပါးတဲကနော်ကာယပတာဒါလို့ဆိုတဲ့အာယတနကိုဘုဘုံတို့နော်ကိုလို့ဆိုတဲ့အာယတနကိုအမှန်ကန်သိအောင်မြင်အောင်ရှုမှတ်ပွားများရာ ရောက်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ကိုယ့်ရဲ့စိတ်တွေရဲ့အကြောင်းအတွေးတွေရဲ့အကြောင်းခံစားချက်တွေရဲ့အကြောင်းဒီလိုနံပိုင်းဆရာတွေကိုရှုမယ်ဆိုလို့ရှိရင်မနာယရဏနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှုမှတ်တယ်တော့သူတို့ရဲ့ဖြစ်ခြင်းသဘောပြည့်ခြင်းသဘောမဖြစ်ပေါ်လာတဲ့သဘောချုပ်ပြောက်သွားတဲ့သဘောတွေကိုနားလည်အောင်လုပ်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါကိုအလွန်ကိုထက်မြက်တဲ့ရှုရှားတဲ့ဉာဏ်အမြင်အဆင့်ဆင့်ရအောင် နော်ဒီသဘာဝတရားတို့ရဲ့ဖြစ်ခြင်းသဘာဝပြည့်ခြင်းသဘာဝကိုသိအောင်မြင်အောင်ကြိုးပမ်းအထောက်ရင်းနဲ့နော်ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်အမြင်ဟာစင်ကြယ်သွားနိုင်တယ်လို့အဲ့ဒါပထမယဟန်ကအဲ့လိုဖြေတယ်အဲ့ဒီယဟန်အမှယဟန်နာပုဂ္ဂိုလ်ကြီးပဲသူက तू လျှောက်လှမ်းခဲ့တဲ့လမ်းကို तू ပြန်ပြောတာ तू ကအဲ့ဒီအာယတနပါးရဲ့ဖြစ်ခြင်းသဘောပြည့်ခြင်းသဘောကိုကောင်းကောင်းနားလည်အောင်ကြိုးပမ်းအထောက်ရင်းဖြင့်သူ့တန်တံမှာအတော်တရားကုန်ခန်းလို့ဉာဏ်မြင်စင်ကြယ်တဲ့အနေအထားကို तू ကရောက်ခဲ့တာဒါကြောင့် तू ကအဲ့လိုဖြေတယ် အဲ့လိုဖြေလိုက်တဲ့ခင်မှာသောတော်ကတိလို့တယ်မေးတဲ့ယဟန်ကသူ့စိတ်ထဲမှာအယံကြီးကျဉ်တ်သွားတာမရှိဘူးဘလို့လို့ကျဉ်တ်နိုင်မလို့သူကိုယ်တိုင်ကလည်းအများကြီးမှတိသေးတာမဟုတ်တာဘူးကိုမှမတိတဲ့ကိစ္စကိုတိတဲ့လူကပြောရလဲပဲစိတ်ထဲကယာနုံမြည်ကြီးကျဉ်တ်သွားတာအာရသွားတာနှစ်သက်သွားတာဆိုတာမဖြစ်နိုင်ဘူးမရှိနိုင်ဘူးတချို့ကိစ္စတွေကကိုယ်တိုင်သိမှတာလေကျဉ်တ်မှုအစ်ကိုရနိုင်တာအဲ့ဒါနဲ့ထပ်ပြီးတော့သူကနောက်ထပ်သူ့စိတ်ထဲမှာ နော်တရားတို့ရမယ်လို့ရတယ်လို့ထင်ရတယ်သူအထင်ကြီးတဲ့လေးစားတဲ့ပုံကိုလို့ပဲဘုံဘုံကတော့အဲ့လိုယုံကြည်ပါတယ်အဲ့ဒီပုံကိုထပ်ပြီးတော့မေးပြန်တယ်ရှင်ဘုရားအဘယ်မျှလောက်ဖြင့်ဉာဏ်မြင်စင်ကြယ်နိုင်ပါသလဲအဲ့လိုမေးတဲ့အခါအဲ့ဒီဒုတိယယဟန်တပါးကဘလို့ဖြေတော့သူလည်းပဲယဟန်တာပုံကိုပါပဲသူကတော့ဘလို့ဖြေတော့ဆိုတော့ပင်စံတံဥပါဒာနဲ့ခန္ဓာနံတမှုရင်စာအဋ္ဌင်္ဂမေစာယထာဝတ္တမဇာနာတိ နော်ဆွဲလန်းမှုဥပါဒံတရားတို့ရဲ့တရားဖြစ်တဲ့အစုအဝေးကြီး၅မျိုးရုပ်အစုအဝေး၁မျိုးရဲ့နာမ်အစုအဝေး၄မျိုးရဲ့အစုအဝေးကို ပါဠိလိုဘယ်လိုခေါ်တော့ခန္ဓာခန္ဓာ၅ပါးပေါ့နော်အဲ့ဒီခန္ဓာ၅ပါးတို့ရဲ့ဖြစ်ပေါ်လာတဲ့သဘာဝချုပ်ပြောက်သွားတဲ့သဘာဝကိုသိမယ်မြင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်အမြင်ဟာစင်ကြယ်နိုင်တယ်တဲ့ဒါက तू လျှောက်လှမ်းခဲ့တဲ့လမ်းကိုပဲ तू ကလည်းပြောတာဟုတ်လားအဲ့လိုဖြေလိုက်တဲ့အချိန်မှာဒါယောဂီတို့ကိုလုံနေတဲ့အလုတ်ကလေးနဲ့လည်းပဲဆက်ဆက်ပြီးတော့ နားလေဖို့လိုမယ်ပေါ့နော်ကျွတ်တို့လည်းပဲရှုမှတ်ပွားများရင်မြင့်ဟိုရုပ်ကိုရှုမိတာရှိမယ်နာမ်ကိုရှုမိတာရှိမယ်နာမ်ထဲကမှဝေဒနာကိုရှုမိတာရှိမယ်သင်္ခါရတွေကိုရှုမိတာရှိမယ်နာမည်တက်တက်တာမတက်တက်တာကဗရာဏမဟုတ်ဘူးကိုရှုမှတ်နေတဲ့အရာကိုအတိအမှတ်ပြုနေတဲ့အရာဟာတကယ်ထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားဖြစ်နေဖို့ကသာလျင်ပို့ပြီးတော့အရေးမကြီးဘူးလားအရေးကြီးတယ်ဟုတ်လားအဲ့လိုဖြေလိုက်တဲ့အချိန်မှာသူ့စိတ်ထဲမှာကျဉ်တ်သွားလာဆိုတော့ကျဉ်တ်မသွားဘူး နော်အားရမသွားဘူးအဲ့ဒါနဲ့နောက်တစ်ပါးကိုထပ်ပြီးတော့မေးပြန်တယ်အဘယ်မြပြညာမြင်ရှင်းကြဲမတော့ဘုရားအဲ့ဒါလို့မေးတဲ့အခါကျတော့တတိယယဟန်ကဘာဖြေတော့ဆိုတော့စတုံဏမဟာဗုဒ္ဓနာသမုဒိယစာအဋ္ဌင်္ဂမစာယထာဗုဒ္ဓမစာနာတိနော်လေးပါးသောမဟာဗုဒ္ဓကြီးတို့ရဲ့ဖြစ်လာတဲ့သဘောပျောက်ကွယ်သွားတဲ့သဘောမဟာဗုဒ္ဓလေးပါးဆိုတာယောဂီတို့သိပါတယ်ဗါလေတော့ပထဝီအာ ပထဝီအဘောတေဇောဝါယောဟုတ်လားဓာကြီးလေးပါနောက်ဓာကြီးလေးပါရဲ့ဖြစ်ပေါ်လာတဲ့သဘာဝချုပ်ပြောက်သွားတဲ့သဘာဝအထူးသဖြင့်ယောဂီတို့ထိတာကိုတိနေတဲ့အချိန်မှာဓာကြီးလေးပါတဲ့ကပထဝီရဲ့တေဇောရဲ့ဝါယောရဲ့ကိုတိရာရောက်တယ်အာဘောတော်မပါနော်ပထဝီဆိုတာမာရာပြော့တာနုရာကျမ်းတာတေဇောဆိုတာပူရာနဲ့အေးရာရဲ့ကြအမျိုးမျိုး ဟုတ်လားဝါရောဆိုတာတွန်းတာလှုပ်တာမငြိမ်ဘူးဝါရောရဲ့တဘာဝကနော်အဲ့ဒါအဲ့ဒီသုံးခုအပေါင်းကိုဖုရဘာယုံလို့ခေါ်တာ ఓ ပထဝီရဲ့တေဇောရဲ့ဝါရောရဲ့ဒါကိုဖုရဘာယုံလို့ခေါ်တာဟုတ်လားအဲ့တော့ဘုန်းကြီးတို့ထိထိကျက်တစ်ခုကိုတိလိုက်တိုင်းတိလိုက်တိုင်းကိုယ်စိတ်သေးကခွဲခွဲပြားပြားနာမည်တော့တတ်တတ်ချင်မှတတ်တတ်မယ် စိတ်ကဘာကိုသွားသွားပြီးတော့တိမိရာရောက်မလဲဆိုရင်ပထဝီသို့မဟုတ်ဒေသောသို့မဟုတ်ဝါယောတခုခုကိုဖုံဖုံတို့တိရာရောက်သွားမယ်ထင်ရှားရဓကြီးလေးပါနှပေါင်းစုတာဒီရုပ်ဆိုတာအ ਨੇ သောအဖြစ်ဓကြီးလေးပါတော့မကပါဘူးအဝိနေဘောကရုပ်၈ပါးဟုတ်လားပထဝီဘောဒေသောဝါယောဝဏကဏရတ္တဩဇာဆိုဘလို့မှခွဲခြားလို့မရတော့တဲ့အသေးငယ်ဆုံးရုပ်တစ်ခုမှတောင်အဲ့ဒီ၈ခုပေါင်းစပ်နေတာရှိတယ်ဟုတ်လားအဲ့တော့ပြောနေတာက तू อ่ะบาหูติပြီးတော့သူ့ရဲ့ဉာဏ်အမြင်စင်ကြဲလာတာတော့စင်ကြဲခဲ့တာတော့ဓာကြီးလေးပါရဲ့ဖြစ်ပေါ်လာတဲ့သဘာဝချုပ်ပြောက်သွားတဲ့သဘာဝကိုတိပြီးတော့မြင်ပြီးတော့ဟုတ်တဲ့အတိုင်းမှန်တဲ့အတိုင်းနားလည်ပြီးတော့သူဉာဏ်အမြင်စင်ကြဲခဲ့တာအဲ့ဒါလို့ဖြေလိုက်တော့ဒီမေးတဲ့ရဟန်းကအာရသွားပြီလားဆိုတော့အာမရပြန်သေးဘူးအဲ့ဒါနဲ့နောက်ဆုံး၄ပါးမြောက်ကို သူထပ်ပြီးတော့မေးတယ်မေးတဲ့အချိန်မှာ၄ပါးမြောက်ကဘာဖြေတော့ဆိုတော့နော် ယံကိဉ္စီသမှုရိယဓမ္မသဗ္ဗန္တနိရောဓဓမ္မတိယထာဝုဒံဇာနာတိဒီပါဠိကလေးကြတော့ဓမ္မဆက်ကြရွတ်တဲ့လူတိုင်းနှုတ်ထဲမှာတိုးတယ်နော်ယံကိဉ္စီသမှုရိယဓမ္မသဗ္ဗန္တနိရောဓဓမ္မတိဖြစ်ပေါ်လာတဲ့သဘာဝတရားမှန်တယ်များဟာချုပ်ပြောက်သွားကြတာကြီးပဲအဲ့ဒါလို့ဟုတ်သည့်အတိုင်းမှန်သည့်အတိုင်း तू မြင်တယ်အဲ့ဒီအမြင်ရောက်မဲ့သူ့ရဲ့ဉာဏ်များဆင်ခြင်သွားတယ် ပိုးပြီးတော့တောင်သူကဘာဖြစ်သွားတာတော့တိုးသွားရင်နော်ပထမဦးဆုံးယဟန်ကအာယရဏ6ပါဒုတိယယဟန်ကခန္ဓာ5ပါ တတိယယဟန်ကမဟာဗုဒ္ဓကြီး4ပါ အခုသရုဒ္ဓယဟန်ကြတော့နော်ဖြစ်လာတဲ့တရားတွေရဲ့ပြက်သွားတဲ့သဘောတွေဟော ဖြစ်လာတဲ့တရားတစ်လုံးနဲ့ပဲပြောလိုက်တယ်ရုပ်ပဲပြောပြောနာမ်ပဲပြောပြောနာမ်နဲ့မှမှဝေဒနာပဲပြောပြောသင်ညာပဲပြောပြောသင်္ခါရပဲပြောပြောဘာပြောပြောဟုတ်လားဘုဖုန်းတို့သဘာဝတရားတွေကို တူရာစုနှစ်ပိုင်းခွဲမယ်ဆိုရင်သင်္ခတတရားရဲ့အသင်္ခတတရားရဲ့လို့နှစ်မျိုးရှိဟုတ်လားသင်္ခတတရားဆိုတာအကြောင်းတရားတွေเนาะပြည့်စုံနေမှအကြောင်းတရားတွေပြည့်စုံလာမှဖြစ်ပေါ်လာတဲ့တရားကိုသင်္ခတတရားလို့ခေါ်တာအဲဒါရုပ်တည်နေနေရအကုန်လုံးသင်္ခတတရားအသင်္ခတတရားဆိုတာအကြောင်းကင်းပြီးတော့ရှိနေတဲ့တရားနိဗ္ဗာန်ကိုပြောတာဒါကိုဘုန်းဘုန်းတို့သိနိုင်မြင်နိုင်ဖို့ဆိုလို့ရှိရင်သင်္ခတတရားကိုအရင်နားလည်အောင်လုပ်ပြီးတော့သင်္ခတတရားရဲ့အပေါ်မှာ မမောမှုကင်းတဲ့တနေ့အသင်္ခတာတရားကိုဘုန်းဘုန်းတို့မျက်မှောက်ပြုရလိမ့်မယ်။သင်္ခတာတရားမှာနားမလည်ဘူး။နားမလည်ဘူးဆိုရင်သင်္ခတာတရားရဲ့ပုံမှာမမောမှုကင်းတယ်ဆိုတာဘယ်တော့ဖြစ်နိုင်မလဲ။မဖြစ်နိုင်ဘူး။သင်္ခတာတရားရဲ့ပုံမှာမမောမှုမကင်းသေးတဲ့မြတ်လည်းပဲအသင်္ခတာတရားကိုမျက်မှောက်ပြုတယ်ဆိုတာဖြစ်ရိုးထုံးစံရှိရိုးထုံးစံမဟုတ်ဘူး။ဟုတ်လား။ဒါကြောင့်အသင်္ခတာတက်မျက်လှဆိုတော့နိဗ္ဗာန်ဆိုတဲ့ဒီအငိမ့်တက်ကိုသိကျင်တယ်မျက်မှောက်ပြုကျင်တယ်ဆိုရင်ဘုန်းဘုန်းတို့ကဘာလုပ်ရမှာလဲ။သင်္ခတာတရားရဲ့အကြောင်းကိုကောင်းကောင်းသိအောင်လုပ်ရမယ်။ သင်္ခတာတရားဆိုတာဘာတော့ကံစိဥတုအာဟာရတရားတို့ကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်တရားနံတရားသဘာဝတရားမှန်သမျှဒီအဲ့ဒါဘာတော့သင်္ခတာတရားပဲအခုဒီမှာသူပြောတယ်နော်တလုံးနဲ့စုပြီးတော့ပြောလိုက်တာရံကိန်ရှိသမှုရိယဓမ္မသဗ္ဗန္တနိရောဓဓမ္မတိဖြစ်လာတဲ့တရားမှန်သမျှဘယ်တရားမျိုးဆိုချုပ်ပြောက်သွားတာကြီးပဲတဲ့နိဗ္ဗာန်ကမဖြစ်တရားနော်ရုပ်တည်နံတွေကအဖြစ်တရားနော်ဒီလိုလည်းပဲနားလည်လို့ရတယ်နော် ဖြစ်တဲ့တရားရဲ့မဖြစ်တဲ့တရားရဲ့ဖြစ်တဲ့တရားမှန်တယ်မြသည်ချုပ်ပြောရတယ်ဒါကြောင့်ဖြစ်သောတရားမှန်တယ်မြဖြစ်တဲ့တရားမှန်တယ်မြသည်ဒုက္ခတွေကြီးပဲလို့ပြောတယ်မဖြစ်တဲ့တရားကမှဒုက္ခလို့ဒီလိုနားလည်ရမယ်တဲ့ဟိုစိတ်ထဲမှာဟိုသဘောပေါက်ပြီးတော့နားလည်တဲ့အပိုင်းကိုရောက်ဖို့ဆိုတာတော့မလွယ်သေးဘူးပေါ့ဟုတ်လားသို့တော်လည်းပဲဒါကဒီလိုရှိတယ်လို့တော့ဖရာအစရှိတယ်သူတော်ကောင်းကြီးတွေသိခဲ့တဲ့အမှန်တရားကိုဘုန်းတို့နားထောင်ပြီးတော့ ကိုယ်စိတ်ထဲကယာနုံမြီနားမလဲသေးတော့လည်းပဲဒါကိုဒီအမှန်တရားကိုဒီလိုတဲ့လို့မှတ်သားထားဖို့တော့မလိုဘူးလားလိုတယ်နော်လေးနဲ့တယ်နော်ဒီအကြောင်းအရာတွေကဟုတ်လားအဲ့တော့ယောဂီတို့လည်းပဲတရားအထုတ်ရင်းနဲ့ဒီတလုံးကိုပိုင်နိုင်လို့ရှိရင်လည်းပဲအဆင်ပြေတာပဲလေဘာပဲဖြစ်လာဖြစ်လာဖြစ်လာတယ်အကြောင်းနေရှိလို့တော့ဖြစ်လာခဲ့ပြီဖြစ်တာလည်းလကားဖြစ်တာမဟုတ်ဘူးအကြောင်းရှိလို့ဖြစ်လာတာဟုတ်လားဖြစ်လာခဲ့ပြီဆိုရင်တော့သိကြတယ်သူဘာဖြစ်မှာတော့ဖြောက်ွယ်သွားမှာပဲနော် ဖြစ်လာတဲ့တရားမှန်တယ်မြမပြောက်တဲ့တရားဘယ်တရားမှမရှိဘူးပြီးဆုံးသွားတာကြီးပဲအဲ့ဒီသဘာဝအမှန်ကိုဟုတ်တဲ့အတိုင်းမှန်တဲ့အတိုင်းမြင်လို့သူ့ရဲ့ဉာဏ်မြင်ဟာဘာဖြစ်သွားတော့စင်ကြဲသွားတာတဲ့အဲ့ဒါလိုဖြေလိုက်တဲ့အခါကျတော့ရောသူ့စိတ်ထဲမှာကျဉ်တ်သွားပြီလားဆိုတော့မကျဉ်တ်နိုင်သေးဘူးဘယ်ကျဉ်တ်နိုင်မလို့သူမှအဲ့ဒါတွေကောင်းကောင်းမှနားမလဲပဲကိုဟုတ်လားအဲ့ဒါနဲ့သူပဇူးတွေရောက်သွားတယ်ဆိုတော့ရသော်ဖျားတွေရောက်သွားတယ် အဲ့ဒါမြတ်စွာဘုရားဒီရောက်သွားတဲ့အခါကျတော့ဘုန်းဘုန်းတို့အချင်းချုပ်လေးပဲပြောပါမယ်။အဲသူဒီလိုလျှောက်ခဲ့တဲ့အကြောင်းမေးခဲ့တဲ့အကြောင်းယဟန်တွေကဒီလိုဖြေးတဲ့အကြောင်းမြတ်စွာဘုရားကိုအကုန်လုံးတစ်လုံးမကြံပြန်ပြီးတော့လျှောက်တယ်။လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီယဟန်ကိုဥပမာလေးနဲ့ပြောတယ်။ယဟန်နဲ့သင်ဟာဘာနဲ့တူနေလဲဆိုတော့ပေါ့ပင်ကိုမမြင်ဘူးတဲ့လူတယောက်ပေါ့ပင်ဆိုတာဘလို့ရောလို့လှဲ့လေမေးမြန်းဒါလေးကိုလည်းပဲဒီသုတ်တံကိုဖွင့်တဲ့အထက်ကရာထဲမှာ အကျေတဝင့်ဖွင့်ပြထားတဲ့သူကဝိထုဇာကြောင့်လေးနဲ့အရှိတုံးကအလွန်စွန်းတဲ့ဈေးဆရာကြီးတယောက်ရှိတယ်။နော်အဲ့ဒါဒီနေ့တော့သူ့တွေကိုဒီခန္ဓာကိုအားနေတဲ့ယောဂရှိတဲ့လူတယောက်ကရောက်လာပြီးတော့ဆရာကြီးကိုစင်းဒီတောင်းတောင်းတော့ဆရာကြီးကဆေးလေးတွေပေးပြီးတော့ဒီဆေးကိုမင်းပေါက်ပင်ကိုရအောင်ရှာရှာပြီးရင်အဲ့ဒီပေါက်ပင်ရအကိုင်းကိုဖြတ်အဲ့ဒီအသားကိုအချောက်လှမ်းလှမ်းပြီးလို့ရှိရင် မီးရှို့ပြာချက် အဲ့ဒီပေါက်သားပြာလေးကိုရေနဲ့ဖြောကြည်ကြည်လေးဖြစ်အောင်ရေကြည်လေးဖြစ်အောင်လုပ်ပြီးတော့ဒီဆေးနဲ့မင်းဖြောတာအဲ့ဒါဆိုရင်မင်းရောကပျောက်တယ်အဲ့ဒါနဲ့ तू အဲ့တိုင်းတောက်လိုက်တာယောဂါတကယ်ပျောက်သွားပျောက်သွားတဲ့အခါကျတော့ဒီလူကတခါတည်း तू ယောဂါပျောက်တဲ့အခါကျတော့ဒီသတင်းကပြန့်နေပေါ့နော်နောက်ထပ်တစ်ယောက်ကလည်းပဲဒီယောဂါဖြစ်တော့ဟာဒီယောဂါဒီဆရာကြီးကူတာပျောက်တယ်ဆိုတော့သွားပြီးတော့စင်ဒီတောင်ဒီတိုင်းပဲ နောက်ပေါက်သားပြာချပြီးတော့အဲ့ဒီပြာရည်နဲ့ဆရာကြီးပေးတဲ့ဆေးရောတော့ပြီးတော့ပျောက်ကြတာပျောက်တော့ဒီလိုနဲ့ဒီဆေးရနာမည်ကြီးနေအဲ့ဒါနဲ့ခတ်တုံးတုံးလူတယောက်ကသူကလည်းဒီယောဂါဆွဲတယ်ဆွဲတဲ့အခါကျတော့ဆရာကြီးဒီဆေးလာတောင်းတော့ဆရာကြီးကဆေးပေးလိုက်တယ်ရောမင်းဒီဆေးကိုနောက်ပေါက်သားပြာချပြီးတော့ရည်နဲ့ဖြော်ရည်ကြီးလေးနဲ့ဒီဆေးဖြော်တော့လို့ပေးလိုက်အဲ့ဒီမှာသူပေါက်ပင်ကိုသူမသိမသိတဲ့အခါကျတော့ပေါက်ပင် သိမယ်လို့သူစေတဲ့ယုံကြည်တဲ့လူတွေကို तू လိုက်မေးပေါက်ပင်ဆိုတာဘလို့ဟာတော့အဲ့တော့တယောက်ကဖြေတယ်တဲ့ပေါက်ပင်ဆိုတာကွယ်မီးလောင်ငုတ်တူကြီးဘာရွက်မှလည်းမရှိဘာအပွင့်မှလည်းမရှိမဲချောင်းနေဟုတ်တယ်ပေါက်ပင်ကနော်ဒီဘက်ရှိလားမသိဘူးကျွတ်တို့ရွာဘက်စီတော့အလွန်ပေါဟုတ်လားအကုန်လုံးရွက်ကြွေသွားပြီပွင့်နေလဲကြွေသွားပြီဆိုရင် तू ကတကယ်ကိုနော်အကျိုးပြိုင်ပြိုင်အယိုးပြိုင်ပြိုင်ထတယ်မွဲချောက်ပြီးတော့ သားလည်းတကယ်မဲသေးတာသူကအဲ့ဒီအခြေအနေကိုမြင်ဘူးတဲ့လူကအဲ့ဒီအခြေအနေကိုပြောလိုက်တယ်အဲ့တော့ဟိုလူကမှတ်သွားတယ်ဩပေါက်ပင်ဆိုတာနော်မီးလောင်ထားလို့ဘာမှမရှိတဲ့အပင်ကြောက်ကြီးလိုမျိုးတယ်လို့သူမှတ်ထားတယ်အဲ့ဒါနဲ့သူနားမလဲဘူးနားမလဲတော့နောက်တစ်ယောက်ထပ်မေးနောက်တစ်ယောက်ထပ်မေးတဲ့အခါကျတော့နောက်တစ်ယောက်ကဘယ်လိုပြောဆိုပေါက်ပင်ဆိုတာကွာနော်အသားတစ်တည်းလိုပဲရဲရဲနီးနေတာတပင်လုံးကိုရဲနေတာပဲလို့ပြောတယ်ဟုတ်တယ်အပွင့်နေအတင်းပွင့်နေတဲ့အချိန်မှာပေါက်ပင်တပင်လုံးကဘာဖြစ်နေတော့ ရဲနေတယ်အဲ့ဒီအချိန်မှာတကယ်ပဲပေါက်ပင်ဟာရဲနေတယ်အဲ့ဒါနဲ့သူနောက်တစ်ယောက်ကိုသွားပြီးတော့မေးတော့နောက်တစ်ယောက်ကဘာပြောလဲဆိုတော့ပေါက်ပင်ဆိုတာတဲ့နော်မဲမဲရှည်ရှည်အတောင်လေးတွေတွဲရဲကြပြီးတော့တီးနေတာနော်အတောင်မဲမဲရှည်ရှည်လေးတွေကအကုန်လုံးဂူလိုစီးပြီးတော့တွဲရဲကြပြီးတော့တီးနေတာအဲ့လိုပင်ဟာပေါက်ပင်ပဲနော်အပွန့်ပွန့်ပြီးတော့အရွက်မကြွေသေးခင်မှာအသီးသီးနေတဲ့အနေအထားမျိုးလေးလည်းရှိတယ်ပေါက်ပင်မှာအဲ့ဒီအခြေအနေပြောလိုက်တော့ ပေါက်ပင်၃ယောက်မေးတာ၃မျိုးဖြစ်နေမျက်စိတွေကလဲနေပြီဟုတ်လားအဲ့ဒါနဲ့နောက်တစ်ယောက်အဆင်ပြေမလားလို့မေးလိုက်တဲ့ခါကျတော့နောက်တစ်ယောက်မှပိုဆိုးသွားနောက်တစ်ယောက်ကပေါက်ပင်ဆိုတာကွာနော်ညောင်မင်းများလို့ပဲအရွက်နှုတ်တွေအရွက်ရွင်တွေထက်ပြီးတော့တခါတည်းညို့မှိုင်းအုပ်ဆိုင်နေတာပေါက်ပင်ဆိုတာအာနောက်တကယ်အရွက်တွေနော်ဝေနေတဲ့အချိန်မှလည်းပဲပေါက်ပင်ကအဲ့လိုမျိုးကတကယ်ရှိနေတာဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီလူရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်ကုန်ပြီတော့ လေးမျိုးကွဲသွားပြီเนาะအေးအဲ့ဒီလူလိုပဲတဲ့သင်ဟာလည်းပဲကိုကိုတိုင်သိအောင်ဘာမှမလုပ်သေးပဲနဲ့နော်သိတဲ့လူကိုသွားမေးမေးတော့ဟိုကလည်းသူတို့သိတဲ့အတိုင်းသူတို့နားလေတဲ့အတိုင်းပြောရရင်သူတို့ရှောက်လန်းခဲ့တဲ့အတိုင်းပြောလိုက်တာပထမယဟန်ကဘလို့ပြောတာတော့အာရဏ6ပါးရဲ့ဖြစ်ခြင်းသဘောပြည့်ခြင်းသဘောကိုမြင်လို့သူ့ရဲ့ဉာဏ်မြင်တွေဟာစင်ကြယ်ခဲ့တာဟုတ်လားဒုတိယယဟန်ကဘာတော့ခန္ဓာ5ပါးတတိယယဟန်ကမဟာဗုဒ္ဓကြီး4ပါး သရုဒယံဟာဖြစ်လာတဲ့တရားမှန်သမျှဘယ်တရားမှနော်တီမြဲနေတာမရှိဘူးအကုန်လုံးပျောက်ကွယ်သွားကြတာကြီးပဲဒါကိုမြင်လို့သူ့ရဲ့ဉာဏ်အမြင်စင်ကြယ်ခဲ့တာဟုတ်လားအခုလည်းပဲသင်ဟာအဲ့ဒီလိုမျိုးပေါက်ပင်ကိုမေးရင်းနဲ့ပေါက်ပင်ရဲ့အကြောင်းကိုနားမလဲဘဲနဲ့လဲထွက်နေတဲ့လူလိုဖြစ်နေပြီအဲ့ဒီလိုမျိုးဆိုပါဗျာအမိရှိပြီးတော့တရားရဲ့ဒုတိယပိုင်းလို့သောတော်ကဖုံဖုံပြောတဲ့အကြောင်းအရာကိုခုစပြောမယ်နော်အခုပြောခဲ့တဲ့အကြောင်းအရာတွေကတော့ဘာမှနားလဲဖို့အခက်ခဲ မရှိပါဘူးခုဆက်ပြောမယ့်အကြောင်းအရာကတော့နားလည်ဖို့နည်းနည်းခက်ခဲတယ်ဟိုနားလည်ဖို့ခက်ခဲတာတော့မဟုတ်ဘူးနည်းနည်းလေးသူကအကြောင်းအရာများတယ်မှတ်သားနိုင်ဖို့အတွက်အကြောင်းအရာများတဲ့အတွက်ကြောင့်ပြတ်တင်စားချက်လေးတွေကအလွန်မှလှတယ်စိတ်ထဲမှာဘုံစိတ်ထဲမှာဟိုဒီဒေသနာလေးကိုကြည်ရတာအရသာအလွန်ရှိတယ်ယောဂီတို့လည်းအဲ့လိုအရသာရှိစေခြင်းတယ်ဘုံစိတ်ထဲမှာဟုတ်လားအမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့ယဟန်တဲ့ တကားပေါက်6ပေါက်ရှိတဲ့မြို့ကြီးတစ်မြို့ရှိတယ်တဲ့။သိချာနားထောင်နော်။တကားပေါက်6ပေါက်ရှိတဲ့မြို့ကြီးတစ်မြို့နော်မြို့ရိုးကြီးဟာတကားပေါက်6ပေါက်ဖောက်ပြီးတော့တိဆောက်ထား။အဲ့ဒီမြို့ကတိုင်းပြည်ရဲ့အလဲကောင်မှာ ရှိတာမဟုတ်ဘူး။အန္တရာယ်များတဲ့ပစ္စံတည်းအရက်တိုင်းပြည်ရဲ့အစွန်အပြားမှာရှိတဲ့မြို့တကားပေါက်ဘယ်နှပေါက်တော့6ပေါက် ဲ့ဒီတကားပေါက်၆ပေါက်နဲ့တိဆောက်ထားတဲ့မြို့မှာအလွန်မှထက်မြက်တဲ့လိမ္မာကျွမ်းကျင်တဲ့ဝင်သင့်သူကသာဝင်ခွင့်ပေးမယ်မဝင်သင့်သူကိုဝင်ခွင့်မပေးတဲ့အလွန်ထက်မြက်တဲ့တကားဆောင်တစ်ယောက်ကစောင့်နေတာရှိတယ်တကားပေါက်၆ပေါက်ကိုစောင့်တဲ့လူဟာတယောက်တည်းနော်ဟုတ်လားအဲ့ဒီတကားဆောင်တစ်ယောက်ကစောင့်နေတယ်အဲ့ဒီမှာတဲ့အလွန်လျင်မြန်တဲ့တန်တမန်အစုံပညာရှိအမတ်၂ယောက်တန်တမန်လို့လည်းသုံးတယ်တန်တမန်ဆိုတာဒီတိုင်းပြည်ကအကြီးအကဲက နှစ်ခုတိုင်းပြည်ကအကြီးအကဲကိုတိကျရင်လူလွတ်ပြီးတော့ပြောခိုင်းတာအဲဒီခေတ်ဘာလို့တန်မှုလို့ဘာလို့ဆိုတာဟုတ်လားတန်တမန်အရှိခေတ်ကလည်းရှိတာပဲနော်အဲ့ဒီတန်တမန်ကဘယ်နှယောက်ဆိုတော့နှစ်ယောက်အလွန်လျင်မြန်တဲ့တန်တမန်အစုံကရောက်လာပြီးတော့အဲ့ဒီတကားဆောင်ကိုမေးတယ်ဟေးမင်းတို့မြို့ရဲ့အရှင်သခင်မြို့ပိုင်ရှင်ကဘယ်မှာတုန်းမြို့ပိုင်ရှင်ဘယ်မှာတုန်းလို့မေးတဲ့အခါတကားဆောင်ကမြို့ပိုင်ရှင်က ဒီမြို့ရဲ့အလဲကောင်လမ်းအလဲအဆုံမှာတူနေတာလမ်းနေဆုံနေတဲ့နေရာမှာမြို့ပိုင်ရှင်ရှိအဲ့လိုလဲညှုံလိုက်ရောအဲ့ဒီလှင်မြန်တဲ့တန်တမာဆုံကလှင်မြန်စွာသွားပြီးတော့အဲ့ဒီလမ်းအလဲအဆုံမှာရှိနေတဲ့မြို့ပိုင်ရှင်ဆိုတဲ့လူကိုနော်မှန်ကန်တဲ့သတင်းစကားကိုပေးတယ်တဲ့မှန်ကန်တဲ့သတင်းစကားကိုပေးတယ်မှန်ကန်တဲ့သတင်းစကားကိုပေးပြီးတော့လာလန်းအတိုင်းပြန်သွားတယ်တဲ့ ဖះဟောတဲ့ဥပမာလေးကဒါပဲဒီလောက်ကလေးပြောတဲ့အခါကျတော့ယောဂီတို့ရဲ့စိတ်ထဲမှာဘာမှနားမလည်သေးဘူးဟုတ်လားတကားပေါက်၆ပေါက်ဖောက်ပြီးတော့တိဆောက်ထားတဲ့မြို့ကြီးနော်အဲ့ဒီမှာအလွန်မှထက်မြက်တဲ့တကားဆောင်တစ်ယောက်ရှိတယ်လှင်မြန်တဲ့တန်တမန်အစွန်ကရောက်လာပြီးတော့မင်းတို့မြို့ပိုင်ရှင်ဘယ်မှာတို့လမ်းစုံမှာရှိတယ်အဲ့ဒီမှာလှင်မြန်တဲ့တန်တမန်အစွန်ကလမ်းစုံသွားပြီးတော့မြို့ပိုင်ရှင်ကိုဘာပြောတယ်ဟုတ်မှန်တဲ့သတင်းစကားကိုပြောတယ်ပြုတ်ပြီးတော့သူတို့လာခဲ့တဲ့လမ်းအတိုင်း ြန်လွယ်ထွက်သွားကြတယ်တဲ့အဲ့ဒောင်းရာလေးကိုเนาะအသေးစိတ်နားလည်ဖို့အတွက်เนาะဒီသုတ်တံကိုဖွင့်ဆိုတဲ့တက္ကရာထဲမှာအကုန်ရှင်းပြထားတယ်အဲ့ဒါလေးကိုဘုံဘုံကပြောပြတယ်သူကဇလန်းလေးတစ်ပုတ်လိုပဲเนาะဒီအကြောင်းအရာကိုနားလည်မှဒါရဲ့เนาะဆိုလိုတဲ့အတိတ်ပဲဟိုတကယ်သိစေခြင်းနဲ့အနေအထိပဲကိုလွယ်လွယ်ကူကူသိဖို့အတွက်ဒါကဥပမာပေးထားတဲ့အပိုင်းပဲရှိသေးတာပေါ့အခုကဥပမာကိုဘုံဘုံကကောင်းကောင်းနားမလည်သေးတဲ့အတွက်ကြောင့်ဥပမာကိုအသေးစိတ်ထပ်ပြီးတော့ပြောရမယ်ဟုတ်လား အဲ့ဒါကဘာလဲဆိုတော့ဩရတနာခုနှစ်ပါးနဲ့ပြည်စုံတဲ့စัจကျဝရေမင်းကြီးဟုတ်လားမင်းကြီးကရတနာခုနှစ်ပါးနဲ့ပြည်စုံစัจကျရတနာမိဖုရားရတနာနော်ဆက်စင်မြင်းမြမာထေးသားတယ်ကြားဘူးတယ်မဟုတ်လားဟင်ရတနာခုနှစ်ပါးဆိုတာဟုတ်လားစัจကျရတနာဆင်ရတနာမြင်းရတနာနော်ဗရမ ्या ရတနာဆက်စင်မြင်းမြမာထေးသားနော်မိဖုရားရတနာတထေးရတနာတာကြီးရတနာဆိုတာ ယတနာခုနှစ်ပါးနဲ့ပြည့်စုံတဲ့စัจ जा မင်းကြီးရှိတယ်။အဲ့တော့ဒီနေ့တော့စัจ जा မင်းကြီးဒီကိုတိုင်းစုံပြည်သားမှာတိုင်းစုံပြည်နာမှာရှိတဲ့နော်သို့တော်ကမြို့ဟုတ်လားအဲ့ဒီမြို့တစ်မြို့ကလို့သူတို့မြို့မှာနော်အုပ်ချုပ်မဲ့လူမရှိဘူးမရှိတဲ့အတွက်ကြောင့်ဒီရှင်မင်းကြီးဒီစัจ जा မင်းကြီးဒီလာပြီးတော့နော်အုပ်ချုပ်မဲ့လူတောင်းတာနော်အမှန်တော့လက်အောက်ခံနေသားပေသားတယောက်ပေးပါပေါ့အဲ့လိုတောင်းတဲ့အချိန်မှာအဲ့ဒီမင်းကြီးက ူ့ရဲ့သားတွေများစွာတဲကမင်းသားတယောက်ကိုပေးလိုက်တာရော့ဒါမင်းတို့ရဲ့အရှင်သခင်တို့အောက်မေ့ပြီးတော့နော်မင်းတို့မင်းတို့ကိုအုပ်ချုပ်မဲ့လူလို့အောက်မေ့ဆိုတော့ပေးလိုက်တာအဲ့တော့အဲ့ဒီလူကလိုက်သွားမင်းသားလိုက်သွားလိုက်သွားတဲ့ဟိုရောက်တဲ့အခါကျတော့မင်းသားကနော်မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးတော့နော်မူးယူတောက်စားနေတယ်တဲ့တိုင်းပြည်ကိုကောင်းကောင်းမွန်မွန်မအုပ်ချုပ်မြို့ကိုကောင်းကောင်းမွန်မွန်မအုပ်ချုပ်နော် မကောင်းတဲ့မိတ်ဆွေတွေနဲ့မိတ်ဆွေပြက်တွေနဲ့ပေါင်းပြီးတော့သူဘာဖြစ်နေတော့မူးယူနေတယ်တဲ့အဲ့လိုမူးယူနေတဲ့အခါတိုင်းပြည်ကဒီမြို့ကတခါတည်းမခံနိုင်တော့ဘူးနော်အုပ်ချုပ်တဲ့လူကတရားမဲ့လာပြီဆိုတဲ့အခါကျတော့မခံနိုင်တော့ဘူးမခံနိုင်တော့သူ့လည်းဘာမှမပြောရတဲ့အခါကျတော့သူတို့ငကောကဘုစုတွေကတောင်းလာတော့စัจเจဝရမင်းကြီးတွေကတောင်းလာတာတောင်းလာတော့စัจเจဝရမင်းကြီးတွေကိုသွားပြီးတော့နော်အရှင်မင်းကြီးပေးလိုက်တဲ့မင်းသားကတော့အရှင်မပြေဘူးမူးယူနေတာဘာမှမကောင်းဘူးလို့သွားပြောတာ သွားပြောတဲ့အချိန်မှာမင်းကြီးကအေးအဲ့လိုဆိုလို့ရှိရင်ဟုတ်ပြီဒီကောင်ကိုဆုံးမဖို့လို့နော်ပညာရှိအလွန်ထက်မြက်တဲ့ပညာရှိမင်းလိုက်သွားဟိုရောက်တဲ့အခါကျတော့ငါပြောတဲ့စကားကိုတည်တည်ချာချာပြောမင်းကောင်းကောင်းမွန်မွန်နေဟုတ်မှန်တဲ့သတင်းစကားကိုဘင်းကြီးကပေးမှာဟုတ်လားဘုစုကိုပေးလိုက်မှာတော့ပညာရှိအမတ်ကိုပေးမှာသွားပြောကြည့်အဲ့လိုပြောတဲ့အခါကျတော့ပညာရှိအမတ်ကမင်းကြီးတဲ့ကျွန်တော်မျိုးကြီးတယောက်တည်းမသွားရဲဘူးတဲ့ ူကဘာအားဆွမ်းမှမရှိဘူးပညာပဲရှိတာအဲ့တော့သူ့ကိုသွားပြောရင်ဟိုကနော်မိษွေရုပ်တွေဘာတွေနဲ့ပေါင်းနေတာလောလောဆယ်သူ့မှာလည်းအာနာရှိနေတာအဲ့တော့ तू ကထပြီးတော့သူ့ကိုနှိပ်စက်မယ်ဆိုရင်ဘယ်လိုလုပ်မလို့သူ့တယောက်တည်းမသွားရဲဘူးဆိုတော့အဲ့တော့မင်းကြီးဟာအဲ့လိုဆိုလို့ရှိရင်အလွန်မှရဲစွမ်းတတ္တိနဲ့ပြည့်စုံတဲ့နော်စစ်ဘုံမှုတယောက်ကိုထည့်ပေးနော်စစ်သေးနာပတိအမတ်ပေါ့ဟုတ်လားမင်းသူနဲ့လိုက်သွားသူ့ကိုမြင်လို့ရှိရင်အဲ့ဒီကောင်လှုပ်ရဲမှာမဟုတ်ဘူး ဟောအဲ့ဒီမှာတန်လှင်မြန်တဲ့တန်တမန်အစုံဆိုတာသူတို့နှစ်ယောက်ကိုပြောတာဘဇူနဲ့ဘဇူတုံးဆိုတော့နော်တိုက်ရိုက်ခိုက်ရိုက်ကောင်းတဲ့ရှေ့ဘူတယောက်ရဲ့နော်ညာမျောမြင်တဲ့ပြည်စုံတဲ့ပညာရှိ အမတ်တယောက်ရဲ့အတွဲလိုက်သွားတာဟုတ်လားအဲ့လိုသွားတဲ့အခါမှာစောတော်ကနော်မြို့ကိုစောင့်နေတဲ့တကစားကိုမေးတယ်မင်းတို့ရဲ့မြို့ပိုင်ရှင်ဘယ်မှာတော့စောတော်ဖះဟောတဲ့ဟာဒီထဲရောက်လာပြီဟုတ်လားဇလန်းလေးကအဲ့လိုစတယ် တော့မြို့ပိုင်ရှင်ဘယ်မှာတုန်းလို့မေးတဲ့အခါကျတော့လမ်းစုံလမ်းကလမ်းလေးကွာမှာသူ့ရဲ့အပေါင်းအသင်းမိုက်တွေနဲ့ပေါင်းပြီးတော့မူးယူပျော်ပါတောက်စားနေတယ်အဲ့ဒီမှာရှိနော်အဲ့ဒါလိုသတင်းပေးလိုက်တဲ့အခါမှာခုနကလှင်မြန်တဲ့တန်တမန်အစုံကသွားတယ်သွားပြီးတော့တခါလဲမင်းကြီးပြောတဲ့ဟုတ်မှန်တဲ့သတင်းစကားဘယ်သူကပြောတာတော့ပညာရှိအမတ်ကပြောတယ်မင်းအကြောင်းကိုမင်းကြီးကအကုန်သိကုန်ပြီဒါကြောင့်မင်းကောင်းကောင်းနေမှဖြစ်မယ်မင်းကောင်းကောင်းမနေလို့ရှိရင်မရဘူး အဲ့လိုပြောတဲ့အချိန်မှာမင်းသားကထဲတောင်မတွက်ဘူးတဲ့ဂရုတောင်မဆိုင်ဘူးသူ့ဟုတ်လားရှိတယ်လို့ကိုမတွက်ဘူးအဲ့ဒီအချိန်မှာအတူတူလိုက်လာတဲ့ရဲသွန်းတတိနဲ့ပြည်စုံတဲ့စစ်ဘိုလ်မူဟာဒါအဆွဲထုတ်လိုက်တော့မှဟာသူ့ဘေးမှာတခါတည်းသူ့ကိုကတ်ရက်ပြီးတော့နော်ဝိုင်းဝန်းမြောက်ပင့်ပြီးတော့မြောင်စားနေကြတဲ့နော်လူမိုက်အပေါင်းအသင်းတွေအကုန်လုံးကကြောက်လန့်ပြီးတော့အကုန်ထွက်ပြေးကြအဲ့တော့သူနာမှာသူ့အပေါင်းဖော်တွေလည်းမရှိတော့ဘူးအဲ့ဒီကြတော့မှဒီမင်းသားက နူးညံ့တဲ့သဘောတိမ်မွေ့တဲ့သဘောအဲအဲ့လိုဆိုရင်ပြောပါမင်းကြီးကဘာပြောတာတော့အဲ့ဒီကျမသူကဘာဖြစ်တာတော့နားထောင်အဲ့ဒါလိုနားထောင်တော့မှသောတော်ကပညာရှိအမကမင်းကြီးပြောလိုက်တဲ့ဟုတ်မှနဲ့သတင်းစကားတွေအကုန်ပြောပြီးတော့သူ့ကိုလိမ့်လိမ့်မမနေကန်ကောင်းမွန်သွားပြီးယဉ်ကျေးသွားပြီးဆိုပြီးတော့သူ့ကိုဘာလုပ်တုံးဆိုတော့တခါတည်းအဘိသိပြန်ပြီးတော့သွန့်ထားခဲ့ပြီးတော့ယာဒုနေရပြန်ပြီးတော့ထားခဲ့ထားပြီးတော့သူတို့နှစ်ယောက်ကဘဲသွားလာလန်းတိုင်းပြန်သွားတယ်တဲ့ ဒါကမြတ်စွာဘုရားကသိစီလိုတဲ့အတိပ္ပိအတိပ္ပိကိုရှင်းရှင်းလင်းလင်းသိဖို့အတွက်ဗာပေးလိုက်တာတော့ဥပမာပေးလိုက်တာဟုတ်လားအခုတကယ်နားလဲစီခြင်းနဲ့မြတ်စွာဘုရားတကယ်နားလဲစီခြင်းနဲ့အတိပ္ပိကအခုမှဆက်ပြီးတော့ပြောပြမှာမြတ်စွာဘုရားကိုယ်တိုင်လည်းပဲအဲ့ဒီလိုလေးရှင်းပြတာဟုတ်လားအဲ့တော့တကားပေါက်6ပေါက်နဲ့တိဆောက်ထားတဲ့မြို့ကြီးဆိုတာဘာကိုပြောတာတုံးဆိုတော့အမိဖားတို့ရဲ့သွေးသားကိုအမိပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့ နော်အစာအာဟာရတို့ကြောင့်ကြီးထွားလာတဲ့မဟာဗုဒ္ဓကြီးလေးပါးနဲ့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့နော်ဒကာသမားတို့ဘုံမလို့ရဲ့ခန္ဓာကိုယ်ကမြို့ကြီးပဲဒီမြို့ကြီးမှာဒကာပေါက်6ပေါက်ရှိနေတယ်ဒကာပေါက်6ပေါက်ကဘာလို့မျက်စိနာနာလျာကိုစိတ်စိတ်ဝင်စားလဲကောင်းတယ်နော်အဲ့ဒီဒကာပေါက်6ပေါက်နဲ့ပေါက်ထားတဲ့တိဆောက်ထားတဲ့ဒီမြို့ကြီးမှာဒကာဆောင်တယောက်ရှိတယ်အဲ့ဒီဒကာဆောင်ကဘယ်သူလဲလို့မေးရင်တတိပဲတဲ့ အဲ့ဒီတတိကအလွန်အရေးပါတဲ့နေရာမှာရှိနေတာထမြက်တဲ့တန်တမန်အစုံနဲ့မြို့ပိုင်ရှင်ကို တွေ့ပေးမှာသူပဲသောသောကထမြက်တဲ့တန်တမန်အစုံပင်ကြီးကလှုပ်လိုက်တယ်မင်းတို့မြို့ပိုင်ရှင်ဘယ်မှာတုန်းလမ်းလေကောင်မှာရှိတယ်လမ်းစုံမှာရှိတယ်ဘယ်သူပြောလိုက်တာတုန်းတတိယပြောလိုက်တာနော်တကယ်ဆောင်ကပြောလိုက်တာအဲ့တော့ထမြက်တဲ့တန်တမန်အစုံအဲလျင်မြန်တဲ့တန်တမန်အစုံဆိုတာဘယ်သူ့ကိုပြောတာတုန်းဆိုတော့တမထဝိပဿနာကိုပြောတာတယ် တမာရီနဲ့ပညာကိုပြောတာဟုတ်လားဇလန်းလေးကအလွန်မဟိုနော်အခြေအဆက်မေ့တယ်နော်တင်စားချက်လေးကအလွန်မအဝင်ခွင့်ချရှိတယ်ဟုတ်လားအဲ့ဒီပညာရှိတဲ့အမတ်ဆိုတာကသူ့ရည်စွမ်းတာမဟုတ်ဘူးဒါကြောင့် तू ကြောက်တဲ့အတွက်ကြောင့်ဘုသူ့ကိုခေါ်ခဲ့တာတော့အာစွမ်းတဲ့ပြည်စုံနဲ့တိုက်ရိုက်ခိုက်ရင်နဲ့ပြည်စုံနဲ့နော်စစ်ဘုံမှုကို तू ခေါ်ခဲ့ရတယ်အဲ့ဒီစစ်ဘုံမှုဆိုတာတမာရီကိုပြောတာပညာသူ့ရည်အလုံးမဖြစ်ဘူး နော်တမာရီပါမပညာကအလုတ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာအလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုစုကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်မဉ္ဇဉ်ပုညမြတ်နိဗ္ဗာန်ကိုလင်းမြတ်ထုတ်ချောက်မျက်မှောက်ပြုပေးရစေလို့ဆုတောင်းကြမယ်တတဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့အစီအနာမြတ်တာရှိထားပြီးတော့အမြတ်တမ်းများပေးပေးကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆုရရအောင်အရှင်ဖေယား ရားတွေတော်တို့သည်ရှင်နေယခုပြုလုံအပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအဆုရှုတို့သည်မဲ့ညာဖို့ညာမြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်း ဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍31ဘုံကျင်လီကုန်သောတတဝအနန္တတို့အားအညီအမျှ ပေးဝေငှပါ၏အမျှရကြ၍ကိုစိတ်နှပြကျမ်းမာချမ်းသာကြသည် ဖြစ်ကြပါစေသော